အမျိုးသားရည်လည်းရာသီလာတယ်နော် အမျိုးသားတိုင်းတော့မဟုတ်ဘူးအထူးသဖြင့်ကာမလေးရှိတဲ့အမျိုးသားပေါ့ကာမလေးရှိတဲ့အမျိုးသားတိုင်းလည်းမဟုတ်ပြန်ဘူးအဲချစ်စာကြိုက်စာဇနာစာတပတ်နှစ်ပတ်အတွင်းချစ်သူတန်မဲရှိသေးတဲ့အမျိုးသားတွေလည်းယာတိမလာသေးဘူးသူတို့ကအဲ့ချင်းဆိုလို့ရှိရင်သူတို့ကဘယ်ချိန်မှယာတိဆလာလေဆိုရင်ကာမလေးရအပြီးတလာခွဲနလာလောက်ဆိုရင်ယာတိလာကြတယ်လို့ဖြစ်လာပြီပေါ့နော်အဲအဲ့ချိန်ကျလို့ရှိရင်သူမုဆွမ်းစဖြစ်တယ် ကာမလေးနဲ့စကားမပြောချင်သလိုမတွေ့ချင်သလိုကာမလေးစာပို့ရင်မပြန်ချင်သလိုနောက်ပြီးတယောက်တည်းနေချင်သလိုလိုတွေဖြစ်လာတယ်အဲ့ဒါသူတို့ခြံကုန်ချင်တာမဟုတ်ဘူးเนาะတကယ်ကိုသူတို့မူဆွင်းဖြစ်တာတကယ်ကိုတယောက်တည်းနေချင်စိတ်တွေဖြစ်လာပါဘောเนาะအစဘိုင်းကတော့သူတို့ဟိုတကယ်ကာမလေးကိုတဘောကြလို့တွဲခဲ့တာပဲရွေးချက်ခဲ့ပြီးသားဖြစ်တဲ့အကြောင်းသူတို့စိတ်မပြောင်းဒါရာသီလာတဲ့အချိန်မူဆွင်းဖြစ်တာပေါ့เนาะ အဲ့တော့အဲ့လိုမျိုးအမျိုးသားတွေကအဲ့လိုမျိုးအဲတလာခွဲနှစ်လလောက်မှာအဲ့လိုမျိုးယာတိလာတက်တယ်တခါကျရရှင်သူတို့ကယာတိကတပတ်တစ်ခါလာချင်းလဲလာတက်တယ်ဟိုကျွန်တော်တို့အမျိုးသမီးတွေဆိုရင်တော့28ရက်မှတစ်ခါယာတိလာတယ်ဒါပေမဲ့သူတို့ကတပတ်တစ်ခါလာချင်းလဲလာမယ်အမြဲတမ်းလာချင်းလဲလာမယ်အမြဲတမ်းຢາດີລາເນຍຜິດໂຕລະຈອງໂຕກາມາລີ້ນະເບໂຣມາສກາມາບິໂອຈັນວ່າລະຈິກກອງຜິດຕົວຫນາຍນະດາອັນ သူတို့အပြစ်မရှိဘူးလေဒါသူတို့တမရာပဲလေနော်အဲ့လိုတမရာကိုနားလည်နိုင်မှကောင်းလေးထားကိုစဉ်းစားကြအဲ့လိုအမျိုးသားတယောက်ယာတိလာလို့ရှိရင်မူဆွင်းဖြစ်တာတွေကိုဖေးမပေးနိုင်မှထွေးပွေပေးနိုင်မှနှွေးထွေးမှုတွေပေးနိုင်မှစာနာပေးနိုင်မှကိုကျင်းစာပေးနိုင်မှကောင်းလေးတယောက်ထားကိုစဉ်းစားကြပါနော်အမျိုးသမီးတွေအဲသူများသားလေးတွေကိုစိတ်ဆင်းရအောင်မလုပ်ချင်ကြနဲ့ ကိုကအဲ့လိုမဖေးမနိုင်ဘူးဆိုရှင်ကိုပေါ့တယောက်တည်းနေကြเนาะသူများရဲ့အမျိုးကောင်းသားလေးတွေအဲ့လိုမှုဆွင်ဖြစ်တဲ့အချိန်မှာကိုကဖေးမပေးရတို့ကျင်နာပေးရတို့မလုံနိုင်ဘူးဆိုလို့ရှင်ရှင်တို့အမျိုးသမီးတွေကောင်းလေးထားဖို့မစင်လာနဲ့ရှင်တို့အတ္တကြီးရဲ့ဆိုရှင်ကိုပေါ့တယောက်တည်းနေကြเนาะအားလေးလာပြောပြမတီးရဲ့သူရှိနေတယ်ကျွန်တော် ဒီလိုလုတ်တဲ့အမျိုးသမီးရာမှာမှန်လားဒါဖြစ်ဆိုညာဒီလာတဲ့အမျိုးသားတယောက်ကိုနားလည်နေမပေးနိုင်လို့ဆိုလို့ရှိရင်အဲ့ relationship ကိုရပ်တန့်လိုက်တာကောင်းမယ်မရတဲ့နဲ့လည်းနင်ကဘာလို့ဒီလိုဖြစ်တာလဲဘာညာနဲ့သူရာဒီလာနဲ့အချိန်မှာသူစိတ်ကတည်မှာပုံမှန်မဟုတ်တာကိုကတွားပြီးတော့ပြဿနာကြီးတွားရှာနေအာမှန်ကန်လို့ဒီလိုမျိုးအရင်ဆုံးလုပ်လိုက်ရင်ကမှန်ကန်တာ ွေ့လာတယ်။ဒါဆိုတော့သူဒီအမျိုးသားတွေကရာဒီဆောက်လာပြီးသူဒီမားလေးကရာလာပြီးသူထွက်ချင်လို့ဖြစ်။အဲ့သူစိတ်ပဲအဆင်ပြေတယ်။အဲ့ကြတော့ကောင်မလေးကိုသူတို့ပြောတဲ့စကားရအဆင်မပြေဆုံးပဲဖြစ်နေဖြစ်မှာပေါ့နော်။အဲ့တော့သူတို့ဘက်ကကြာလဲစပြီးတော့မပြောကြင်ဘူးနော်ပြီးတော့နောက်တစ်ခုမတူညီရာကကျွန်တော်တို့မျိုးမျိုးကြီး ရာဒီလာရင်ကျတော့ခွေးစိတ်ပေါက်တာပြဿနာရှာခြင်းလို့အဲရံဖြစ်ခြင်းလို့ဒေါသထွက်ခြင်းလို့အဲတက်လာအဲ့လိုမျိုးဖြစ်တာဒါပေမဲ့သူတို့ကြတော့ရာဒီလာရင်ချိန်တိုင်းငါစိတ်ပေါက်တာအများလေးကယာဒီတူလေးထွက်ချင်လာတူလို့ခြံကုန်ချင်လာတူလို့လို့အဲအဲ့လိုမျိုးစိတ်တွေဖြစ်တာအဲ့ဒါကိုဒါသူတို့ရဲ့ဓမ္မတာနော်ဓမ္မတာကိုနားမလည်အစားလေးကကောင်းလင်းထားနေနော် နားလည်နိုင်မှကောင်းလေးထားနားမလည်နိုင်မယ်လည်းကောင်းလေးသွားထားပြီးတော့တို့ပြဿနာသွားရှာရင်ရှင်တို့မျိုးသမီးတွေမှားတာကနော်နားလည်နိုင်တော့ဆက်တွဲအခုဒီတယောက်ကကျတော့နားမလည်နိုင်လို့သူဖြတ်လိုက်တယ်တဲ့ဆိုတော့ကောင်းတာပေါ့သူလည်းနာကျင်ရတော့ဘူးဘက်ကလည်းသူဖြစ်ကျင်တာဖြစ်သွားရတယ်နော်အဲ့တော့အခုလိုမျိုးကောင်မလေးဘက်ကလည်းစပြီးတော့မဖြတ်ရင်လည်း အဲ့လိုရန်ဒီစလာပြီးစိတ်ကြောင်းလာပြီးဆိုတဲ့အမျိုးသားတွေကကာမလေးဘက်ကနေဘာဖြစ်မလဲစောင့်ကြည့်ရယ်ကာမလေးဘက်ကဖြတ်သွားရင်တော့သူတို့အကျန်စီအောင်မြင်တာပေါ့သူတို့တစ္ဆက်ကပြောစရာမလိုတော့ဘူးအဲအဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်လည်းကာမလေးဘက်ကမရဘူးတိခံပြီးဒီ relationship ကိုဆက်နေလို့ရှိရင်စိတ်ချအလုံးစုံနှစ်ပတ်လောက်နေလေသူ့ဘက်ကနေဖြတ်သွားမှာပဲအော်သူမဖြတ်ခင်ကိုဖြတ်မှန်နေညူမီလို့မှန်နေနော် ဲ့လိုပဲဒီလိုပဲလုပ်အောင်